သင်းတော်ပေါ်လူဆူတောင်းပေးတဲ့အချက်တွေအများကြီးတွေကတစ်ချက်ကပါလေယုံကြည်သူတိုင်းဟာဘုံတော်ကျွေဝပြည်စုံခြင်းဖခင်ရဲ့ဘုံတော်ကျွေဝပြည်စုံခြင်းအတိုင်းသင်သက်တာထဲမှာအဲ့ဒီဘုံတော်နဲ့ကျွေဝဖို့သူဆူတောင်းပေးတယ်တဲ့ပြီးတော့ပါလေအပိတ်လေးမှာဘာပြောလဲဖခင်သခင်ဤပြည်စုံတော်မူခြင်းရှိသမျှနဲ့အညီပြည်စုံကြပါမည်အကြောင်းဆိုတော့ ုရားဘုံတော်ပြည့်စုံကြွယ်ဝခြင်းရှိတဲ့အတိုင်းယုံကြည်သူတိုင်းရဲ့အသက်တာထဲမှာလည်းဖုရားရဲ့ဘုံတော်ပြည့်စုံကြွယ်ဝဖို့ယေရှုအသေးခံထမြောက်ခဲ့တာဖြစ်တယ်။ယေရှုအသေးခံထမြောက်ခဲ့တာဖုရားဘုံတော်ပြည့်စုံကြွယ်ဝခြင်းရှိသည့်အတိုင်းကျွန်တော်တို့အသက်တာထဲမှာအဲ့ဒီဘုံတော်ကြွယ်ဝပြည့်စုံခြင်းရှိဖို့ယေရှုအသေးခံထမြောက်ခဲ့တာဖြစ်တယ်။ဆိုတော့အဲ့ဒီဘုံတော် ਨੇ ပေရဲ့ဘယ် ਨੇ ပေလဲဆိုတော့အေဒီယံရဲ့ဖြစ်တယ်။ အေဒင်အရက်ဟာဖယားဘုံနဲ့လွမ်းခြုံတဲ့အရက်ဖြစ်တယ်။လူယောက်ျားနဲ့လူမိန်းမအပေါ်မှာဖယားရဲ့ဘုံတော်ရှိတဲ့အခါမှာသူတို့မှာအုတ်ဆိုးခြင်းအခွင့်အာဏာကျွေဝခြင်းကျမ်းမာခြင်းအဆုံးအကုန်ရှိတယ်။ဒီနေ့ယေရှုခရစ်တော်အားဖြင့်သင်တဲ့ကျွန်တော်ကိုဖယားသခင်ကအေဒင်ဥယျာဉ်တွေကိုပြန်ရောက်စေလိုက်ပြီးယေရှုခရစ်အားဖြင့်သင်တဲ့ကျွန်တော်ဟာဖယားနဲ့အတူဆိုးဆန်ရတဲ့ခொနည်းမြောက်နေ့တွေဟူသောအေဒင်အရက်ထဲကိုရောက်နေတော်သူဖြစ်တယ်မိတ်ဆွေ။ အဲ့ဒီအရာဘာလဲဆိုတော့ဖခင်ရဲ့ဘုန်းတော်ကြွေဝပြည့်စုံခြင်းအတိုင်းဖခင်နဲ့တတတန်တည်းရှိတဲ့အတိုင်းဘာလဲဖခင်တစ်ခါကျွန်တော်တို့ဖန်ဆင်းလာတာသူကဘုန်းတော်နဲ့ပြည့်စုံပြီးတော့ကျွန်တော်တို့ကြတော့ချွချုံကြဖို့ဖန်ဆင်းလာတာမဟုတ်ဘူးသူစဖန်ဆင်းကလေးကငါတို့နဲ့တတတန်တယ်လို့ပြောတယ်။ငါပြေဆုံးပြီးတော့ငါဖန်ဆင်းတဲ့သူကြတော့ချောက်ကက်ပိန်လီနေဖို့မဟုတ်ဘူး။ဖျံဖန်ဆင်းကလေးက तू ဘုံနဲ့ပြေဆုံးတကယ်တော့ तू ဖန်ဆင်းတဲ့သူလေဘုံနဲ့ပြေဆုံးနေ။အဲ့ဒီဖျားနဲ့တတတန်တယ် ဖရားရဲ့ပဂတိဖြစ်ခြင်းတိုင်းအသက်ရှင်ဖို့ယေရှုခရစ်တော်ကျွန်တော်တို့အတွက်အသီးခံခဲ့တာဖြစ်တယ်